်မင်္ဂလာပါရှင်ကျမတို့ကိုခတ်တာပါ TV ရုပ်မြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းတိုင်းဝက်လက်နဲ့ရွှေဘုံမြို့နယ်တွေကကြေးရွာတွေကိုနိုဝင်ဘာလ9ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကထိုးစစ်ဝင်ရောက်ကနေအိမ်တွေကိုမီးရှို့နေရလို့ဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။ ရှိပုံနဲ့ဝက်လက်မြုပ်နယ်အတွင်းကအခြေရွာရှိရွာလောက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းခွဲကဝင်ရောက်မိရှုနေတာဖြစ်ပြီးနိုဝင်ဘာလ၄ရက်နေ့မှာစစ်ကောင်စီတပ်ကအရန်တန်းပစ်ခတ်တဲ့အတွက်ဝက်လက်မြုပ်နယ်လှထွေရွာကအမျိုးသားတယောက်တည်ဆုံပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသူတွေဟာစေကူတာနေရတယ်လို့ဝက်လက် informational network ကတာဝန်ရှိသူတယောက်က DV ကိုပြောခဲ့ပါဗျ။ နိုဘာလ3ရက်နေ့မနက်6နာရီလောက်ကလည်းမောင်ကတိရွာကိုဝင်လာတဲ့စစ်ကြောင်းကဒေသခံအယောက်40လောက်ကိုဖမ်းဆီးကာတပ်ကြီးပိုင်းတချို့ကိုတော့ပြန်လွှတ်ပေးပြီးကျန်တဲ့သူတွေကိုစစ်ကြောင်းထဲကိုခေါ်သွားတယ်လို့သိရပါဗျ။ဝက်လက်နယ်အနောက်ချမ်းကထွက်တဲ့စစ်ကြောင်းဟာဝက်လက်မြို့နယ်တဲကတမာကုန်းရွာတော်ကုန်းတရအုံးနဲ့ထုံးပူရွာတွေကိုမိရှို့ခဲ့တယ်လို့ရွှေဘုံမြို့နယ်တဲကစီတော်တကနန်းဘုံဘောစိုင်းနိုင်ကြီးစိုင်းနိုင်လေးနဲ့ရွှေဘုံမန္တလေးလမ်းမကြီးကအခြေရွာတွေကိုလည်းမိရှို့ခဲ့တယ်လို့သိရပါတယ်ရှင်။ န္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းကောက်ကွင်းမှာနွန်ဘာလ၄ရက်နေ့ညချိန်ကကြောင်မြတ်တူးဖော်နေတဲ့တွင်ပြိုကျပြီးတွင်လောက်သား၃ရောက်ပိတ်မိနေကနွန်ဘာလ၆ရက်နေ့မနက်ပိုင်းထိရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောပါတယ်။မြေပြိုမှုကြောင့်ပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးတွေလုပ်နေပေမဲ့လက်ရှိအချိန်ထိရှာမတွေ့သေးပဲပိတ်မိနေသူတွေရဲ့နာမည်နဲ့အသေးစိတ်အချက်အလက်တွေကိုလည်းအတိမပြုတ်နိုင်သေးဘူးလို့ဆိုပါရစေ။ မိုးရွာတဲ့အတွက်မြေပြိုကျတာဖြစ်တယ်လို့မြို့ကန်တယောက်ကလည်းပြောပြပါဗါးကိုကန်ကြောင်မြောက်တွင်းမှာပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတွေရပ်နားပြီးတဲ့နောက်ပြည်သူတို့ဝင်ရောက်လုကင်နေတာဖြစ်တယ်လို့လည်းမြို့ကန်တယောက်ကပြောပါဗါးမိုးကုန်းမြို့ကိုတာအတာ TNL ကအစ်စ်ကောင်စီထံကိုပြန်ပေးပြီးတဲ့နောက်မိုးကုန်းမြို့တွင်းကပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကြောင်မြတ်တူဖော်ရေးလုပ်ငန်းတချို့စတင်ရပ်နားထားတယ်လို့သိရပါဗါးရှင်စကိုင်းတိုင်းဗမောက်မြို့နယ်မှာ မတန်ဆွမ်းမျိုးသမီးတယောက်ကိုစစ်ကောင်စီလက်အောက်ခံရှမ်းပြည်မျိုးသားများတက်မလို့ SND တပ်သားတယောက်ကအထမပြစ်ချင်းခဲ့လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ညပိုင်းကဗမောက်မြို့နယ်အလဲရွာတီလာရှင်ကျောင်းတစ်ခုမှာမိခင်ဖြစ်သူနဲ့အတူနေထိုင်နေတဲ့ပိုလီယိုရောဂါကြောင့်ကိုလက်မတန်ဆွမ်းတဲ့အမျိုးသမီးတယောက်ကိုစစ်တပ်လက်အောက်ခံ SND တပ်သားနှစ်ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် SND တပ်သားတယောက်ကအထမပြစ်ချင်းခဲ့တာပါ။အလဲရွာနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာကနေစစ်ပေးတိရှောင်နေကြရပြီးကျူးလွန်ခံရတဲ့အမျိုးသမီးကကျန်းမာရေးမကောင်းတဲ့အတွက်စစ်ပေးမရှောင်နိုင်ပဲမိခင်ဖြစ်သူနဲ့ရွာကတီလာရှင်ကျောင်းမှာခိုးလုံနေတာလို့သိရပါဗျ။သူကသူတမီမပြေးနိုင်မလွားနိုင်တဲ့ခါကျတော့သူများတွေစစ်ရှောင်နေမရှောင်နိုင်တဲ့ခါကျတော့သူကမေတီလာရှင်ကျောင်းမှာသူကတော့နေတာဖြစ်စဉ်ကည9:00နာရီအချိန်သူတမီကိုခေါ်တော့မယ်ပေါ့လေခေါ်တော့မယ်ဆိုပြီးတော့အဲ့ဒါတော့မှအဲ့ဒါကိုသူ့အမေကမခေါ်ပါနဲ့တောင်းပန်ပါတယ်ငါတမီကတက်တာတို့ပါတို့လေဖြစ်တတ်တယ်ကျမကြီးလည်းမကောင်းဘူးပေါ့လေမခေါ်တော့နဲ့ဆိုပြီးတော့ဟိုတောင်းပန်တယ်ပေါ့လေတောင်းပန်တဲ့ဟိုမရဘဲနဲ့သူကအလက်မုန်းကြီးကိုအတင်းဆွဲခေါ်ပြီး ိန်ချားအိမ်ကိုခေါ်ပြီးတော့သူတို့ကဒါမျက်နှာဝှေးစားတွေနဲ့စီးပြီးတော့ဗောလေတယောက်လုတ်ကြံတယ်ဗောလေအဲ့တော့ SNL ရဲပုံမှန်တည်ကြတယ်ဗောကျူးလွန်ခံရတဲ့အမျိုးသမီးဟာဗမောက်မြို့နယ်အလဲရွာမှာနေထိုင်တဲ့ကလူလူမျိုးဖြစ်ပြီးအသက်35နှစ်အရွယ်မတန်ဆန်းမျိုးသမီးတယောက်လည်းဖြစ်ပါတယ်လက်ရှိမှာတော့ကျူးလွန်ခံရတဲ့သူသူ့ရဲ့မိခင်ဖြစ်သူနဲ့သူတို့နဲ့အတူနေခဲ့တဲ့တီလာရှင်ကိုရွာချောင်းဆရာတော်ကခေါ်ယူဆောက်ရှောက်ထားတယ်လို့သိရပါတယ်ကျူးလွန်ခံရသူရဲ့မိခင်ကတော့မတန်ဆွမ်းဖြစ်တဲ့သူသမီးပေါ့ အခုလိုလောက်ကျန်ဆော့ကားသူတွေကိုစိတ်နာတယ်လို့ဆိုပါရယ်မိခင်ဖြစ်သူရဲ့ပြောကြားချက်ကိုဒီပီသတင်းတောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါရယ်ရွာမှာလည်းလူမကြံတော့ပါဘူးចောင်းဆောင်ပဲចាំပါတော့တယ်ကျမတို့ကသူ့လမ်းမလျှောက်နိုင်လို့ရွာမှာနေရစ်ခဲ့ပြီးတော့မယ်ဒီလရှင်ចောင်းမှာတဲခုပြီးနေနေကြတာပါကျမသမီးကမိန်းကလေးဖြစ်ရတဲ့အထဲမှာအခုလိုယောဂဝင်နေတော့ဘလို့မှပြောပြလို့လည်းမရနားလည်းမထောင်အတင်းကြီးချိတ်ချောက်ပြီးတော့အခုလိုလောက်ကျန်ဆော့ကားတာကိုစိတ်နာတယ်ဘယ်တော့မှမကျေနပ်နိုင်ဘူး အရမပြုတ်ချင်းခံရတဲ့ကိစ္စနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်အောင်ဝိုင်းဝန်းစ조사ပြီးဖို့ဒေသခံတွေကတောင်းဆိုနေပါဗါးအလဲရွာဟာဗမောက်မြို့ပြင်ဘက်ကဖြစ်ပြီးမူလကဒေါ်လာရင်းတပ်ဖွဲ့တွေထိန်းချုပ်ထားပေမဲ့စတင်မာလာနောက်ပိုင်းမှာစစ်တပ်နဲ့ရှမ်းပြည်ဘူးပေါင်းတပ်တွေပြန်ပြီးထိုးစစ်ဆင်လာလို့နောက်ဆုတ်ပေးခဲ့ရပါဗါးအဆန်နေဟာစစ်တပ်လောက်ခံတိုင်းသားလက်နက်ကင်အဖွဲ့ဖြစ်ပါတယ်ကျမသီရိပါလရှိနိုဝင်ဘာလ3ကစလို့ဆက်မပြတ်ရွာသွန်းနေတဲ့မိုးက ။နိုဝင်ဘာလ၄ရက်နေ့မှာလည်းမိုးလုံးပြင်းပေါင်းမင်းနေပြီးဆက်လက်ရွာသွန်းနေဆဲပါ။ဒါပေမဲ့ဗုဒ္ဓဘာသာဝင်တို့အတွက်နီချွန်းနေမြတ်တဲ့ဆောင်မိုးလာပြင်းနေမှာရွှေတကုံစည်တီတော်ကိုဖျားဖူးပြည်သူတွေလာရောက်ခဲ့ကြပြီးမပြည့်သေးတဲ့စုတောင်းတွေအတွက်လာရောက်စုတောင်းခဲ့ကြပါရယ်။အော်ငင်းချမ်းကျင်လေ။ငင်းချမ်းကျင်လေအဲ့စုပဲတို့ကျင်လေ။တာယာမှုလေးရှိပြီးငင်းချမ်းကျင်လေပေါ့။အဲ့စုလို့တော်တော်လေးတောင်းခဲ့။တော်တော်လေးငင်းချမ်းကျင်လေ။ စစ်အာဏာသိမ်းခဲ့တဲ့ပြီးခဲ့တဲ့2023ကာလတည်းကစကိုင်းမကွေးချင်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်စတဲ့ဒေသတွေဟာစစ်တပ်ကိုအလူလဲခံစားခဲ့ရပြီးတခြားဒေသတွေမှာလည်းအ ਨੇ နဲ့အများစုသလိုထိခိုက်ပျက်စီးတာတွေရှိနေပါတယ်ဒီပေရင်မျိုးနယ်ကနေချုပ်ခွာလာတဲ့မျိုးသမီးတယောက်ကသူ့ရဲ့စူတောင်းကိုခုလိုပြောပြပါတယ်ဒီလိုပါတီတိုင်းတိုင်းပဲဦးရင်းနေပြတော့ပြရတဲ့ခါလေးရှိတယ်။ဒါဒီလိုရဲ့အစ်မရဲ့ဒီလိုပြတာရှိတယ်။ အားလုံးတိုင်းပဲအေဂျင့်မှာကိုရှေ့မှာမြင်နေရတဲ့ယာရီတွေအေဂျင့်မှာလည်းစတာငငတော်ကြီးအေဂျင့်ကိုဘလို့လဲဆိုတော့လို့ငငတော်မေးအေဂျင့်ကိုဘလို့တိုင်ရတာလဲစဉ်းပြေးနေဒီကကြတော့လဲစဉ်းပြေးနေငငတော်လဲစဉ်းပြေးဘာပဲလို့လို့ဘာပဲတိုင်တယ်အခွင့်အလမ်းကအများကြီးဆုံးဆုံးသွားတယ်အားသမားငနော်ကြီးအမြဲဆုံးအေးချမ်းမှုဖြစ်တယ်မြန်မာပြက်ကတိန်ရဲ့ရှစ်လမြောက်ဖြစ်တဲ့တဇောင်မုံလာမှာဗုဒ္ဓဘာသာဝင် တွေမြန်မာတွေဟာကတိန်ခင်းအလူသာနာပြုတာ ဇေဒီတော်ရီမှာမတုံးတင်ကန်ရက်လုတ်ကတ်လူတာမိထွန်းပွဲတော်ကျင်းပတာနဲ့ပန်တကူအလူတွေပြုလုပ်ကြတာတွေလည်းရှိပါတယ်။တစားမုံလာပြင်းနေမှာမတုံးတင်ကန်ရက်လုတ်လူတန်းတဲ့နေ့ဖြစ်တယ်လို့ဂေါတမမစ္စောဖျားကအစာတသက်မင်းနဲ့တရားနာပရိသတ်တွေကိုတာမညာဖလာတုတ်တော်ခေါ်ယဟန်ပြုခြင်းအကျိုးတရားတော်ဟောကြားခဲ့တာကြောင့်တာမညာဖလာအခါတော်နေ့လို့လည်းခေါ်လို့ရှိပါတယ်။ကျမဟနာပါ။ ဟေတီနိုင်ငံမျိုးတော်တဝန်းကဂိုင်းအကြမ်းဖက်မှုကြောင့်အိုးအိမ်ဆွန့်ခွာထွက်ပြေးဖို့အတင်းကျပ်ခိုင်းစေခံခဲ့ရတဲ့လူပေါင်းတိတိမသုံးတန်းကျော်အတွက်ဖျားเจ้าတွေနဲ့စာတင်เจ้าတွေကိုယာယီတဲတွေအဖြစ်ပြောင်းလဲခဲ့ရပါတယ်။ နိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုအကြက်တဲကအဆုံးကိုမမြင်ရသေးပဲပုံမနဲ့ဆိုင်လာခဲ့ပါတယ်။တဲရီရဲ့ခြေနေတွေကအလွန်ဆိုးရွားနေတာပါ။လူတွေပြည့်ကျက်နေတဲ့စခန်းတွေမှာရောဂါတွေအလွယ်တကူပြန့်နှံ့သွားပြီးအကူအညီတွေလည်းရှားပါးနေကြပါတယ်။ Port of Spring တဝမ်ပျက်စီးဆုံးရှုံးမှုပမာဏဟာအမကန်ဖြစ်ပြီးမိလောင်နေတဲ့အိမ်တွေ၊ရှင်တွေနဲ့ကြီးစားရနေရန်တွေကအရက်ွက်တွေထဲမှာထင်သာမြင်သာဖြစ်နေတာပါ။ Haiti တပ်မတော်အထူးတပ်ဖွဲ့တွေရဲ့တပ်မဟောင်းပုံမူကြီး Himala River ကအကြက်တဲကိုဖြည့်ရှင်းဖို့ဆယ်စုနှစ် က်ခုဒါမှမဟုတ်ဒီထက်ပိုကြာနိုင်တယ်လို့သတိပေးခဲ့ပါတယ်အောက်ချုပ်ရေးဆိုင်ရာပြက်ကွက်မှုတွေကြောင့်အကြက်တဲတွေဖြစ်ခဲ့တာလို့လည်းသူကအပြစ်တင်ခဲ့ပါဗျ။နိုင်ငံတော်မှာအကြမ်းဖက်မှုတွေကဆက်ဖြစ်နေတာကြောင့်ဟေဒီနိုင်ငံရဲ့လူဦးရေ၁၂သန်းရဲ့ထောက်ဝလောက်ဟာပြင်းထန်တဲ့အစာရေစာမလုံလောက်မှုနဲ့ရင်ဆိုင်နေကြရပါတယ်ရှင်။မြောက်ကိုရီးယားဟာတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီး သူ့နိုင်ငံကိုရန်စားနှောက်ယှက်နေတဲ့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရကိုဝေဖန်ပြစ်တင်ခဲ့ပြီးဒီလိုအလားတူတုံ့ပြန်သွားမယ်လို့လည်းကတိပြုခဲ့ကြောင်းနိုင်ငံပိုင် KCNA သတင်းဌာနကနိုဘာလ6ရက်နေ့ကြာပြင်းနေ့ကထုတ်လွှင့်ခဲ့ပါတယ်။ မေရိကန်ဘဏ္ဍာရေးဌာနဟာမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေအတွက်ရန်မုံငွေဖြတ်တောက်ဖို့ရည်ရွယ်တဲ့လှုပ်ရှားမှုတစ်ခုအဖြစ် မြောက်ကိုရီးယားရဲ့စိုက်ဘာဆက်ဆက်ငွေကြေးခွာချမှုအစီအစဉ်အမျိုးမျိုးမှာပါဝင်ပတ်သက်နေရလို့ဆိုတော့လူပုဂ္ဂိုလ်၈ဦးနဲ့အဖွဲ့အစည်းနှစ်ခုကိုနိုဝင်ဘာလ၄ရက်နေ့အင်္ဂါနေ့ကပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့အမေရိကန်ပြည်ထောင်စုတို့ဟာလာမယ့်နှစ်အစောပိုင်းမှာထိပ်သီးအစည်းအဝေးတစ်ခုကျင်းပနိုင်ချေမြင့်မားကြောင်းတောင်ကိုရီးယားထောက်လိုင်းအေဂျင်စီကအခုသတင်းပတ်မှာပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတထရပ်ဟာပြီးခဲ့တဲ့လကအာရှခီးစဉ်အတွင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်ဝမ်နဲ့တွေ့ဆုံဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးအနာဂတ်တွေ့ဆုံမှုအတွက်လမ်းဖွင့်ထားတယ်လို့ပြောခဲ့ပါတယ်ရှင်။ TV ရုံးမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမရုံးခုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်